စမှုစာခိုးမှုကြီး1998တတရအကြိမ်မဆာလာပါတီညီလာခံမလုပ်ခင်ဦးနေဝင်းကြီးကပါတီကိုအာဏာအမယ်ငါမရှိလဲမင်းတို့ဖြစ်အောင်လုပ်ကြငါကြီးအကူမရနေလို့ဦးစန်းယူကိုညွန်ကြားပါတဲ့ဦးစန်းယူကလည်းသူ့အောက်ကပါတီဒုတိယတန်းခေါင်းဆောင်တွေကို ပြန်ပြောတာပေါ့အောက်ကဘဲရီကလည်းအဖိုးကြီးအာဏာစွတ်မကိုအဟုတ်မှတ်နေကြတယ်အဲ့ဒါနဲ့ညီလာခံလဲလို့ရောပါတီဘိုးကော်မတီမဲပေးတော့ ဦးနေဝင်းကြီးကိုပေးတဲ့မဲရီနဲ့ပြီးနံပါတ်၄နေရာကိုရောက်သွားတာပေါ့အဲဒီမှာဘိုးတော်ကဒေါရီခွီပြီးဘာဒီတွင်ဖြုတ်ထုတ်တဲ့အတွက်အောင်ကျော်လင်းစစ်စင်ရေးဆိုပြီးထောက်နှားရေးကိုခိုင်းပါလေရောဘာဒီရဲ့ဒုတိယဒဏ်အမခံဘိုးတော်ကြီးတွေဖြစ်တဲ့နိုင်ငံတော်ကောင်စီဝင်ဦးထွန်းလင်းဦးတန်းစိန်ဦးတင်အေးကျော်ဦးတင်ဝင်းညိုတို့အကုန်လုံးအပကသုံးနဲ့ဆွဲစီတော်လားအပကသုံးဆိုတာအများနဲ့တက်ဆိုင်သောပစ္စည်းကာကွယ်စောင့်ရှောက်ခြင်းဥပဒေပေါ့ အမှုစင်ပုံကခေါ်တယ်။ဘာဒီပိုင်ငွေတောင်းကနအပြင်ဘာဒီရိတ်တာကတကြားတွေနှုတ်စီတွေအလွဲတုံစားလုပ်တယ်ပေါ့။အမဲဒါတင်မကသေးဘူး။ဘာဒီရိတ်တာမှာအဲ့ခါမှုဝယ်ထားတဲ့စမူစာတွေပျောက်တာကိုပါ အမှုစင်ပြီးဆွဲချက်တင်သေးတာလေညာ။တက်မှာတက်မှုလောက်အစင်ကနေနိုင်ငံတော်ကောင်စီဝင်မဆလာထဲဆိုဘိုးကော်မတီဝင်အတွင်းရေးမှုရာထူးထီရနေတဲ့ BJG တွေခင်ဗျာအများနဲ့တက်ဆိုင်သောစမူစာများခိုးမှုနဲ့အကုန်တရားစွဲခံရပြီး တောက်လျှောက်ကွဲခံရတော့တာဖြစ်ပါတယ်။အောင်ဆိုတာကအောင်မြင်ရေးကျော်ဆိုတာဥတင်အေးကျော်လင်းဆိုတာဥထွန်းလင်းလို့ယူပြီးအောင်ကျော်လင်းစစ်စင်ရေးဆိုပြီးနှိပ်တာတကယ်ကစမှုစာစစ်စင်ရေးဆိုပိုတော့မိုက်သေးတယ်။အဲဒီကာလအတွင်းမှာပဲတာရရအကျဉ်းညီလာခံရလကိုပယ်ဖြတ်ပြီးအရေးပေါ်ညီလာခံဆိုပြီးပြန်လို့တော့ဥနေဝင်မဲ့မဲအများဆုံးပြန်ရတာပေါ့မရပဲနေမလားလို့မဟုတ်အများနဲ့သက်ဆိုင်သောဤကြွယ်ညာလွဲတုံးစားမှုတို့အများနဲ့သက်ဆိုင်သောပလာရာများခိုးမှုတို့ဘာလို့ထွက်လာရင်သေးပြီလေ ဩအာနာရှင်တွေညာရည်လဲရည်ရပါတယ်